င်္ဂလာပါရှင်အခုလှည့်ကြတာကတော့ Silly City စီစဉ်မဲ့ဖြစ်ပါတယ်ဒီစီစဉ်ကိုကျမတူချမ်းကတင်ဆက်ပေးသွားမှာပါဒီတစ်ပတ်ပြောပြပေးမယ့်အကြောင်းအရာတွေကတော့ Mali Bobby Brown ကိုလုပ်ငန်းခွင်အနိုင်ကျင့်ခဲ့တဲ့ David Harbour တရားဝင်တွဲကြပြီဖြစ်တဲ့ဆိုတော့ Katy Perry နဲ့ကနေဒါဝန်ကြီးချုပ် Hong Justin Trudeau ပိုင်ဆိုင်မှု၅ပုံတပုံကိုလှူဒန်းခဲ့တဲ့ဆိုတော့ Billie Eilish အသက်60ပြည့်သွားပြီဖြစ်တဲ့ Bollywood Star Shahrukh Khan ် SNS ကနေစိုးရွားတဲ့ချင်းချောက်မှုခံခဲ့ရတဲ့မင်းသမီးဟန်ဂျီမင်ပြည်သူအားပေးမှုများစွာရရှိနေတဲ့တရုတ်ဆောင်ရှင်စေကီတိုက်ခိုက်မှုတွေကိုပညာသားပေါပါ တုတ်ပြန်ခဲ့တဲ့ဒေတာဝမ်အဆရှိတဲ့စိတ်ဝင်စားဖွယ်သတင်းတွေပါဝင်သွားမှာပါရှင် Stranger Things မင်းသား David Harbour ဟာလုပ်ဖော်ကင်ဘတ် Miley Bobby Brown ကိုအနိုင်ကျင့်ဗိုလ်ချုပ်မှုလုပ်ငန်းခွင်အတွင်နှောက်ယှက်ပေးတဲ့လှုပ်ဆောင်ခဲ့တယ်လို့စွပ်စွဲခံထားရတယ်ဆိုပြီးတော့သတင်းတစ်ခုမှဖော်ပြထားပါတယ်။အသက်50အရွယ် Harbour ဟာ Stranger Things မှာ Miley Bobby Brown ရဲ့ဇက်ကောင်11ကိုမွေးစားခဲ့တဲ့ရဲအယားရှိ Jim Hopper အဖြစ်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။အပေါ်စီတဲ့မှာစုံစမ်းစစ်ဆေးမှုတစ်ခုလုပ်ခဲ့ပြီးတော့မာလီက David Harbour ရဲ့အပြုအမူတွေနဲ့ပတ်သက်ပြီးတိုင်ကြားခဲ့တယ်လို့ဆိုပါရယ် ။စုံစမ်းစစ်ဆေးမှုရဲ့ရလဒ်ကိုတော့မသိရသေးပေမဲ့အဲဒီဆွတ်ဆွဲချက်တွေမှာလိမ်ပိုင်းဆိုင်ရာမဖွဲ့မရပြုတ်တော့မျိုးတော့မပါဝင်ပါဘူး။မာလီဘော်ဘီဘရောင်းဟာနောက်ဆုံးစီဇန်မရိုက်ခင်မှာ harassment နဲ့ bullying claim တခုတင်ခဲ့ပါတယ်။ဆွတ်ဆွဲချက်တွေကဆမင်နာတွေကအများကြီးပါပဲ။စုံစမ်းစစ်ဆေးမှုကလာပေါင်းများစွာကြာခဲ့တယ်လို့အတွင်းလူတစ်ယောက်ကပြောကြားခဲ့ပါတယ်။ဟာဘာဟာလက်ရှိမှာဇနီးဖြစ်သူလီလီအလန်နဲ့ခွဲနေထိုင်ပြီးတော့အင်အောင်ရေးဖောက်ပြန်တဲ့ဆိုတဲ့ဆွဆွဲချက်တင်နဲ့လဲယဉ်ဆိုင်နေရပါတယ် Stranger Things က season 5ကတော့လာမယ့်ဒီဇင်ဘာလမှာနောက်ဆုံး season ကိုထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။ပေါပစတာအဆိုတော့ကက်တီပရီနဲ့ကနေဒါဝန်ကြီးချုပ်ဟောင်းဂျက်စတင်ထရူဒိုတို့ဟာပြီးခဲ့တဲ့ရက်သက်တစ်ပတ်ကပါရီမြို့ Crazy Horse မှာနှစ်ယောက်တွဲတွေ့ကြတာဖြစ်ပြီးတော့အဲဒီနေ့ဟာကက်တီရဲ့52နှစ်ပြည့်မွေးနေ့ပွဲဖြစ်တယ်လို့သိရပါဗျ။ သူတို့နှစ်ယောက်ဟာလူအများရှိကိုတရားဝင်နဲ့ပထမဆုံးအနေနဲ့ထွက်ရှိလာတာဖြစ်ပါတယ်သူတို့နှစ်ယောက်ဟာပြီးခဲ့တဲ့ဇူလိုင်လမှာဇလန်းစားခဲ့ကြတာဖြစ်ပြီးတော့နှစ်ယောက်စလုံးကကနေဒါနိုင်ငံမွန်ထရီယယ်မှာအတူတူသွားခဲ့ကြပြီးတဲ့နောက် American Center Barbrock နေရာမှာလည်းအတူနေခဲ့ကြတဲ့ဓာတ်ပုံတွေပြန်ခဲ့ပါဗျ။ကက်တီဟာသူ့ရဲ့ကမ်ဘွန်ဟောင်းမင်းသား Orlando Bloom နဲ့ဇွန်လမှာကွဲသွားတာဖြစ်ပြီးတော့ Justin ကလည်းသူ့ရဲ့ဇနီး Sophia နဲ့2023ခုနှစ်မှာတရားဝင်ကွာရှင်းထားတာဖြစ်ပါတယ်။ ဆရာဘယ်လီအိုင်လစ်ဟာ hit me hot and soft ဆိုတဲ့ကဘာလက်ဖြောပြပွဲကနေရရှိတဲ့ဒေါ်လာ17.5မီလီယံကိုလှူဒန်းရင်း WSJ Innovator Award မှာ Music Innovator ဆုကိုလက်ခံခဲ့ပါတယ်။ လူရန်ပေးခဲ့တဲ့အဲ့ဒီ17.5မီလီယံဒေါ်လာပမာဏဟာဘီလီရဲ့စုစုပေါင်းပိုင်ဆိုင်မှုတန်ဖိုးရဲ့၅ပုံတပုံတောင်ရှိနေတာဖြစ်ပြီးတော့သူ့ရဲ့မိန်းကလေးမှပြောကြားခဲ့တာကပိုက်ဆံရှင်ရန်ကောင်းမွန်တဲ့အရာတွေအတွက်အသုံးချပေးပါလိုအပ်တဲ့သူတွေကိုလှူလိုက်ပါကျမထပ်ပို့ပြီးချမ်းသာတဲ့သူတွေဒီခန်းထဲမှာရှိနေတယ်နော်ဆိုပြီးတော့ပြောသွားခဲ့တာပါအဲ့ဒီမိန်းကလေးကြောင့်လူတော်တော်များများကနှစ်သက်ခဲ့ကြပြီးတော့အဲ့ဒီပွဲတက်ရောက်ခဲ့ကြတဲ့ဘီလီယံနာတွေလည်းမှတ်ချက်အမျိုးမျိုးပေးနေကြတာရှိပါရဲ့ရှင် အိန္ဒိယရုပ်ရှင်လောကကစပြီးတော့ကမ္ဘာကျော်တယောက်ဖြစ်တဲ့မင်းသားဂျော်ရှာရခန်ဟာနိုဝင်ဘာ၂ရက်နေ့မှာအသက်60ပြည့်သွားပြီဖြစ်ပါတယ်။ငငယ်ကလေးကအတွဲညီခဲ့တဲ့မင်းသမီးကာဂျိုးကရှာရခန်အသက်60ပြည့်မွေးနေ့မှာပုံနှစ်ပုံတင်ပြီးတော့ကောင်းမွန်စွာဖြတ်သန်းခဲ့တဲ့ဘဝရဲ့60ကျင်းပြည့်မွေးနေ့အတွက်ပျော်ရွှင်ရပါတယ်။ဒီနေ့အတွက်ငါအကြံတစ်ခုပေးရမယ်ဆိုရင်အသက်အရွယ်ကိုရေမတွက်ပါနဲ့29နှစ်လို့ပဲမှတ်ထားလိုက်ပါနော်။ဘဝမှာအကောင်းဆုံးယာရီကိုပိုင်ဆိုင်နိုင်ပါစေ။ Happy birthday ရှာရခန်ကြီးဆိုပြီးတော့ ဘတ်ဒေးဝစ်ကိုရေးတင်ခဲ့ပါတယ်။နှစ်ဆက်မွေးနေ့တိုင်းမှာသူ့ရဲ့ပရိသတ်တွေကို surprise လုပ်တက်တဲ့ Sharik Khan ကဒီနှစ်မှာတော့သူ့ပါဝင်ထားတဲ့ game movie ရဲ့တရားဝင်ခေါင်းစဉ်နဲ့ first look teaser ကိုသူ့ရဲ့မွေးနေ့မှာတိုက်ဆိုင်စွာပဲထွက်ရှိခဲ့ပါတယ်။ game ရုပ်ရှင်ကို director Sikhart and ကရိုက်ကူးခဲ့တာဖြစ်ပြီးတော့ cast တွေကတော့ Sharik Khan သမီး Suhana Khan နဲ့ Deepika Padukone Abhishek Bachchan အနီကပူ Jackie Shroff နဲ့ Ashok Wasi တို့ပါဝင်ထားပါတယ်။ ။ကင်းရုပ်ရှင်ကိုတော့2026မှာရုံတင်ပြသသွားမယ်လို့သိရပါတယ်ရှင်။အဝဘလူးစ်လော့စကောက်တို့ကမင်းသမီးဂျော်ဟန်ဂျီမင်းဟာ SNS ကနေစိုးရွားတဲ့ချင်းချောက်မှုခံခဲ့ရပါတယ်။အဲ့ဒီချင်းချောက်သူကတော့အသက်30အရွယ်အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။မင်းသမီးဟန်ဂျီမင်းကိုချင်းချောက်တဲ့ရည်ရွယ်ချက်ကတော့မင်းသမီးကသူ့ထက်10နှစ်အသက်ငယ်တဲ့အဆိုတော်ခြွိုင်ချောင်းဟွန်းနဲ့ချစ်သူဖြစ်နေတာကြောင့်ဖြစ်တယ်လို့သိရပါတယ်။ သူမကခြွန်ချောင်ဟွန်းနဲ့ရေးစားဖြစ်တာကိုမကျေနပ်တဲ့အတွက်ဟန်ဂျီမင်းရဲ့ရုပ်ရှင်ကိုဖျက်ဆီးမယ်။ပါဇက်ပိတ်ထားစတဲ့ post တွေကိုဟန်ဂျီမင်းရဲ့အသည့်တွေကိုတိုက်တွဲပြီးတော့တင်ခဲ့တာဖြစ်ပါတယ်။ဒီလိုပြုလုပ်ခဲ့တာကြောင့်အဲ့ဒီအမျိုးသမီးဟာအေးအေးယူဖမ်းဆီးမှုခံခဲ့ရတယ်လို့သိရပါပါတယ်ရှင်။ တသက်စသရုပ်ဆောင်ရှင်ဆဲကေဟာ2022မှာထုတ်လွှင့်ခဲ့တဲ့ dating reality show တစ်ခုဖြစ်တဲ့ Singles Inferno Season 2မှာစတင်ပါဝင်ခဲ့ပြီးတော့ပရိသတ်အားပေးမှုရရှိခဲ့ပါတယ်။အဲဒီနောက်မှာတော့ Pyramid Game မှာပထမဆုံးသရုပ်ဆောင်အနေနဲ့ပါဝင်ခဲ့တာပါ။လက်တလောထုတ်လွှင့်ပြသပြီးတော့ပရိသတ်အားပေးမှုများစွာရရှိနေတဲ့ Would You Marry Me ဇလန်တွဲမှာတော့ရှင်ဆဲကေဟာနာမည်ကြီးသရုပ်ဆောင်တွေနဲ့အတူပါဝင်ထားပြီးတော့ပရိသတ်အားပေးမှုများစွာကိုလည်းရရှိနေပါတယ်။ 2025ခုနှစ်အတွင်းမှာ Four Eagle Brothers, The Haunted Palace နဲ့ Would You Marry Me Zealand Tour မှာဇက်တိုက်ပါဝင်သရုပ်ဆောင်ခဲ့ပြီးတော့ Would You Marry Me မှာပရိသတ်တွေရဲ့နှလုံးသားကိုဖန်ဆားနိုင်ခဲ့တာပါရှင်။သရုပ်ဆောင်ဒေးတဝမ်ဟာ Kiss Me Again, Dark Blue Kiss, Cherry Magic နဲ့ Peaceful Pop Property Series တွေမှာသရုပ်ဆောင်ရင်းပြိဿအခိုင်မာပိုင်ဆိုင်ထားသူတယောက်ဖြစ်ပါတယ်။ ဒေတဝဟာ GMM ကနှစ်အကြာဆုံးတရုတ်ဆောင်တွေထက်ကတယောက်ဖြစ်ပြီးတော့ပြည်သက်တွေအပေါ်မှာလည်းအမဲကျင်ကျင်နာနာဆက်ဆံနေတတ်ပြီးတော့အလွဲလေးတွေလှုပ်တက်လို့ပို့ပြီးတော့ချစ်ခင်အားပေးခဲ့ရသူပါတပတ်မှာလည်းဝေဖန်တိုက်ခိုက်သူတွေအပေါ်ကိုအမဲပညာသားပါပါတုတ်ပြန်တက်တဲ့သူအဖြစ်လည်းနာမည်ကြီးပါတယ်လက်တလုံးမှာတော့မလူမုံတီးသူတယောက်ရဲ့ X အကောင့်ကို ထိကဘလော့လုပ်ခဲ့ပါတယ် ဒါပေမဲ့အဲ့ဒီတယောက်ကအဲ့ဒီနေရာမှာတင်မရက်နေပဲတေးဘက်ကသူ့ကို block ထားတဲ့ screenshot နဲ့အတူထပ်မံပြီးတော့ဆိုးရွားစွာတေးကိုလူရီစီကစိတ်ဝင်စားခြင်းခံရဖို့အသေးအံဖြစ်နေတာကအဖွာလုတ်သူကစီးပောင်တွေအကြောင်းတင်ပြမှုလုံးဝမရှိခဲ့တာကိုပြနေတာပဲဆိုပြီးတော့ဆုံးသွားတဲ့တေးရဲ့သိချက်ရတဲ့အဖွာကိုပါစော်ကားပြောဆိုထားတာပါတေးဘက်ကအဲ့ဒီ post အောက်မှာပညာသားပပထပ်ပြီးတော့တုတ်ပြန်ခဲ့ပါတယ် ငါတို့တွေဘလောက်ပဲကြီးပြင်းလာပါစေအခုအချိန်မှာငါတို့ကိုမတူကွဲပြားစေတဲ့အကြီးမားဆုံးအရာနှစ်ခုရှိတယ်။ပထမတစ်ခုကငါကဘဝကိုအချက်တွေဝိုင်းရံထားပြီးတော့ကောင်းမွန်တဲ့အတိုင်းဝိုင်းမှာပျော်ရွှင်စွာဖြတ်သန်းနေရတယ်။မင်းဘမကြီးပြင်းပြီးတော့ဘဲကမှန်ဘာမှမသိရပေမဲ့မြင်နေရတဲ့ရလက်အရာလူမှုအမှိုက်တွေကမင်းကိုတကယ်လက်တွေ့ဘဝမှာမလို့ခြင်းမနေခြင်းအောင်လုပ်နေတာအသေးကြပဲ။ဒါကြောင့်လေမင်းကမင်းဘရောမမရရှိနိုင်တဲ့သူများရဲ့ဘဝမှာတရှိလာဖို့အသေးအံရုံးကန်နေရတာပဲ။ ဒုတိယတစ်ခုကငါးရက်စီးပောင်တွေကလွတ်လပ်တယ်ကွမင်းရက်စီးပောင်တွေကတော့ထောင်ထဲမှာရှိနေမဲ့အချိန်ပေါ့ချက်ချင်းဖြစ်ဆိုပြီးတော့ရေးသားခဲ့တာပါအနုပညာရှင်ဖြစ်တိုင်းပြောချင်တိုင်းပြောဆိုနေသမျှကိုညှိနေစရာမလိုပဲတုတ်ပြန်တဲ့တဲ့အရာကိုတုတ်ပြန်တဲ့တရက်လောက်ရကတော့ပြိသက်တိုင်းထိကျူးနေကြပါရရှင်ကဲဒီတစ်ပတ်အတွက်အနုပညာသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အခုတစ်ခေါက်ဆယ်လီစီတီစီစဉ်ကတော့ဒီလောက်ပါပဲရှင်။ပြည်သက်တီအောင်လုံးဘေးကင်းလုံခြုံပြီးတော့ကျန်းမာသုခရကြပါစေရှင်။